စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြုလုပ်တဲ့ရန်ကုန်မြို့ကမြို့နယ်အလိုက်အထင်ကြီးပွဲစည်းတွေမှာလောင်စာဝိုင်းတွေကိုပေါ်ပေါ်ထင်ထင်ထည့်သွင်းပြုလုပ်လာတယ်လို့ရန်ကုန်မြို့ကံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကပြုလုပ်ခဲ့တဲ့ရေကျော်ပွဲစည်း၊ရွှေတဂုံဖျားပွဲစည်း၊ကျွန်းတော်ပွဲစည်းနဲ့မဲလမှုဖျားပွဲစည်းတွေမှာလူစုလိုက်နဲ့လောင်စာဝိုင်းတွေကို ပြုလုပ်ခဲ့ကြပြီးပွဲစည်းလာသူတွေကိုလိမ်လည်လှည့်ပြနေကြတယ်လို့ဆိုပါဗျ။ဘာလို့လုပ်လဲဆိုတော့လူအောင်မှလာကြတယ်လေ။ဒီလိုဖျားပွဲစည်းမှာဆိုရင်နေရာလူတွေကကြတော့သူတို့ကလည်း ဲ့ဒီလိုမျိုးကိုပြန်ထားတယ်။အရင်လိုကြည့်ရအခုပြန်ထားပြည့်ရတိုင်းမှပြီးသွားတဲ့တဲ့ဒီကျတော့ခုလောက်သားလာကြတယ်။ခိုးတော့တစ်ခါတည်းရတယ်။ဒီနေ့အရေးကြီးရတကယ်ရမယ်ဒီလိုကိုထုတ်မရပါရင်တော့လောင်စားဝိုင်းနေမှာအနည်းဆုံး၁၀ရောက်ပါဝင်တဲ့အုပ်စုဖွဲ့ကတရားဝင်ပိုင်းနဲ့အခေါ်ပြီးလာရောက်ကစားဖို့ဖိတ်ခေါ်နေတာလို့ဆိုပါတယ်။လောင်စားဝိုင်းလုက ାଇ နေကြသူတွေဟာစော်ကစားနည်းပေါင်းစုံနဲ့ပွဲစည်းလာသူတွေကိုစိတ်ဝင်စားလာအောင်လုပ်ခါလောင်စားဝိုင်းနဲ့ဝင်ဆောင်မိတဲ့သူတွေကိုပါလာတဲ့ပတ်စံကုန်တဲ့အထိမြှောက်ပင့်စော်ခိုင်းနေကြတယ်လို့ ပွဲသေးသွားရောက်ခဲ့သူတွေကပြောပါတယ်။လောင်စာဝိုင်းလုပ်ငန်းသူတွေဟာပွဲစီစဉ်သူတွေကိုတ냐ကိုဆိုင်ငန်းကနှစ်သိမ်းပေးပြီးပြုလုပ်နေကြတာလို့သိရပါတယ်။လုံးလုံးဝဒီကရအင်္ဂလုံးလို့ပါတော့အဲ့လိုမျိုးဟုတ်ကောင်းမှာပါအဲ့လိုမျိုးတွေ့ရတယ်တက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းကပြည်ပြထားတဲ့ဒေသတွေလို့မြင်တာပေါ့နော်အယူအဆအဲ့ဒေသတွေမှာသူလူနဲ့သူဟိုလောက်တယ်အနိုင်ပြီးတယ်ပေါ့နော်အနိုင်ပြီးတယ်ပြည်ပဝင်းကျင်က စစ်ကြည့်နေတဲ့သူတွေမလုံးပေးတဲ့သဘော နိုင်နေတာမြင်တော့ပြီးရကြည့်နေတဲ့သူကလည်းစိတ်ပါလို့ဝင်ထိုးတယ်ဝင်ထိုးတဲ့ကတစ်ခါတစ်ခါပြီးပြီးနိုင်တယ်ဘုရားတစ်ခါတစ်ခါတစ်ခါပြီးစားလိုက်တယ်ပြီးရင်ပါရမီကုန်သွားတာဘသူမှလည်းဘုလို့ပြောသလိုဒီဒီလူတွေကိုအရေးယူတာမရှိဘူးအရင်ကရန်ကုန်မြို့မှာပွဲသေးတွေကိုတနေရာမှာတစ်နှစ်ကိုတစ်ချိန်သာကျင်းပခဲ့ပေမဲ့လက်ရှိမှာတော့တစ်နှစ်ကိုအနည်းဆုံးနှစ်ချိန်ပြုလုပ်နေတယ်လို့သိရပါဗျာ။ ပွဲစဉ်တစ်ခုကိုတပတ်ကြာလှည့်လည်ပြုလုပ်နေပြီးလောင်စာဝိုင်းနေအပြင်လာရောက်လည်ပတ်တဲ့လူငယ်တွေရဲ့ပြန်တဲ့ချိန်ကိုစောင့်ပြီးဖန်စီပေါ်တာဆွဲတာတွေကိုလည်းလှုပ်ဆောင်နေတယ်လို့ရန်ကုန်မြို့ကံတွေကပြောပါတယ်။ရန်ကုန်မြို့မှာရှိတဲ့ပွဲစဉ်တွေကိုမြို့သားရင်းနဲ့ဘာသာရေးဖွဲ့စည်းတစ်ခုဖြစ်တဲ့ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMB အသင်းကဥဆောင်ပြုလုပ်တာဖြစ်ပြီးပျော်ပွဲရှင်ပွဲအနေနဲ့တမင်ရွယ်ပြီးလှုပ်ဆောင်တာဖြစ်တယ်လို့မြို့ကံတွေကပြောဆိုကြပါတယ်။ကျွန်တော်လင်းပါ